HbA1c test ဆိုတော့ပေါ့နော်သွေးကြိုဆီးကြိုယောဂါမှာမရှိမဖြစ်လိုအပ်တဲ့ test တစ်ခုဖြစ်တယ်လို့အခုနောက်ပိုင်းလူတော်များများလည်းရင်းနှီးပြီးသား test တစ်ခုဖြစ်လာကြပါပြီပေါ့နော်ဒါပေမဲ့ဒီ test နဲ့ပတ်သက်ပြီးတော့အသေးစိတ်သိရလို့ကတော့တော်တော်ရှားပါသေးရပေါ့နော်ဒါကြောင့်မလို့ဒီ video ထဲမှာကျွန်တော်က HbA1c test နဲ့ပတ်သက်ပြီးတော့တည်တည်သိတဲ့တာအလုံးပြပြပေးထားပါတယ်ကျွန်တော်ကတော့ AN channel မှာကြက်မာရေးဘူးဆိုတာလည်းအများနဲ့တင်ဆက်ပေးနေတဲ့ဒေါက်တာယောဂါဖြစ်ပါတယ်အဲ့တော့ video လေးကိုကြည့်လိုက်အောင်နော် HP A1C တက်ဆိုပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပြင်မှာတော့သူ3လစီးဂျိုစစ်တယ်လို့သိရတယ်ပေါ့။ဘာလို့လဲဆိုတော့သူက3လမှတစ်ခါစစ်လို့ရတယ်။ကျွန်တော်လက်ထိပ် app ပေါက်တူလိုမျိုးခဏခဏပေါက်ကြည့်ပြီးတော့စစ်လို့မရအောင်3လအတွင်းမှာမှအပြေအားပြန်ပြောင်းတယ်ပေါ့နော်။အဲ့တော့3လစီးဂျိုလို့ခေါ်ကြ။အဲ့တော့ဒါလေးကဘာကြောင့်အဲ့လိုစစ်တာလဲဆိုတာကိုကျွန်တော်နည်းနည်းရှင်းပြပေးခြင်းပါတယ်။အဲကျွန်တော်တို့ခန္ဓာကိုယ်မှာသွေးနေဥတွေရှိတယ်ပေါ့နော်။အဲ့သွေးနေဥထဲမှာမှအနီရောင်ခြေပစ္စည်းပေါ့နော်။ hemoglobin ဆိုတာရှိတယ်။ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာဒီသွေးထဲကိုတကြားတွေရောက်လာပြီဆိုရင်အဲ့တကြားတွေက hemoglobin နဲ့တွဲကပ်ပြီးတော့ hemoglobin A1C ပေါ့နော် HbA1C ဆိုတာလေးပြတ်သွားပါတယ်အဲ့ဒီကောင်လေးက hemoglobin မပြတ်စီးမချင်းသွေးနီမပြတ်စီးမချင်းပေါ့ပြောရမှာနော်သွေးနီမပြတ်စီးမချင်းကိုသူကလုံးဝအဲ့မှာတောက်လျှောက်တွေ့ကက်နေရတာပဲပေါ့နော်သွေးနီပြတ်စီးသွားမှပဲအကောင်ဖြန့်ကွာကြရတယ်ပေါ့နော်ဒါကြောင့်မလို့အဲ့ဒီ HbA1C ဖြစ်ပြီဆိုရင်အဲ့ဒီ HbA1C တွေ့ကက်တဲ့ပမာဏပေါ့ဝင်ဒီကြည့်ပြီးတော့ခန္ဓာကိုယ်ထဲမှာသွေးထဲမှာတကြားတက်တီပုံမှန်ရှိသလားများနေသလားနည်းနေသလားကျွန်တော်တို့ခန့်မှန်းလို့ရတယ်သွေးကြိုဆီကြိုရောမှာဆိုလို့ကျွန်တော်ဒီသွေးကြိုဆီကြိုတောက်နေတဲ့ဆေးတွေက ကောင်းကောင်းမွန်တဲ့ control ရလားထိနေလားစီးကြိုတက်ပို့ပြီးတော့အခြေအနေဆိုးသွားလားစီးကြိုပို့ပြီးတော့ကောင်းလာသလားအဲ့ဒါကျွန်တော်ဆုံးဖြတ်လို့ရတယ်ပေါ့နောက်ပိုင်းမှာဆိုလို့ရှိရင်ဒီ HbA1c test ပုံမူတည်ပြီးတော့ပဲသွေးကြိုစီးကြိုယောဂါကိုဆုံးဖြတ်ကြရတယ်ပေါ့နော်အရင်တော့ဆိုကျွန်တော်တို့ကလက်ထိပ်အပ်ပေါက်တဲ့ဒီကျွန်တော်တို့က vein တွေကပေါ့နော်သွေးပြန်ကြောတွေက သွေးယူပြီးတော့ဆုံးဖြတ်ကြတာရှိတယ်ပေါ့နော်နောက်ပိုင်းမှာတော့ HbA1c test ကိုပဲဆုံးဖြတ်ကြတယ်အဲဒူတော်မများကလည်းပေါ့နော်နောက်ပိုင်းကြလို့ရှိရင်ဒီသွေးယူစီယောကနဲ့ပတ်သက်ပြီးတော့တမားတော်တွေပဲပြမယ်ဆိုလို့ရှိရင်လည်း3လတစ်ချိန်6လတစ်ချိန်တစ်နှစ်တစ်ချိန်ပေါ့နော်အဲ့ပုံစံမျိုးနဲ့ဒါသူရောဂါအခြေအနေပုံတွေပြီးတော့စစ်ခိုင်းကြတယ်ပေါ့နော်ဒီ hemoglobin လို့ခေါ်တဲ့ဓာတ်လေးပေါ့နော်ဒီသွေးနီဦးအတူတူပဲပေါ့ဗျာအဲ့သွေးနီဦးရဲ့ life span ပေါ့နော်သက်တမ်းကရပ်ပေါင်း120လောက်ရှိတယ်ဒါကြောင့်မလို့သူ့ရဲ့ဒီ HbA1c test ကလည်း 3လတစ်ချိန်4လတစ်ချိန်လောက်မှသူရဲ့အဖြေကပြောင်းတယ်ဒါကြောင့်မလို့တတော်များများက3လတစ်ချိန်မှပြန်စစ်ကြတယ်ဒါမှမဟုတ်ရှင်အချိန်နေကောင်းတယ်ဆိုလည်းအချို့6လတစ်ချိန်မှပြန်စစ်ကြတယ်ပေါ့နော်ဒါကတော့ဒီ HbA1c တက်ကြောင်ပြောတာဖြစ်တယ်ပေါ့နော်သူအဖြေအကြောင်းပြောမယ်ဆိုလို့ကျွန်တော်ဒီ HbA1c ကိုကျွန်တော်တို့ကအဖြေတတ်မှတ်တဲ့အခါမှာယာဂိုင်နှုန်းနဲ့တတ်မှတ်တယ်ပေါ့နော်ပါဆန့်နဲ့တတ်မှတ်တယ်ပေါ့ဘာလို့ပါဆန့်နဲ့တတ်မှတ်လဲဆိုတော့ तू ကဒီ hemoglobin အလုံးတရာမှာတခြားတဲ့ဘယ်နှလုံးတွေလဲပေါ့နော်ဥပမာတရာမှာ၅လုံးတွေ့ရဆိုရင်ဒါအဲ့၅လုံးဒီ HbA1c ဖြစ်သွားတယ်ဒါဆိုကျွန်တော်တို့က HBA မှာဒီ5%လောက်တတ်မှတ်တယ်ပေါ့နော်တရားမှာ၅လုံးဆိုတော့1000မှာဆိုအလုံး90ပေါ့1000မှာဆိုအလုံး900ပေါ့ဒီလိုပုံစံတွေ့ကြတာပေါ့နော်အဲ့လိုပုံစံနဲ့တတ်မှတ်ပြီးတော့သူ့ရဲ့ normal value ပေါ့နော်ဒီဖြန်းဖြန်းရှိရမယ့်ပမာဏသည်ကျွန်တော်တို့ကဘယ်လောက်ရှိရမယ်ဆိုတတ်မှတ်တယ်ပေါ့အဲ့ဒါကိုအောက်ပိုင်းကျရင်ကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားပါမယ်ဒါလောက်ဆိုရင်တော့ HBA1C test ကဘာကြောင့်ဆက်တယ် HBA1C ဆိုတာဘယ်လိုလုပ်လုပ်တယ် HBA1C ကဘာလဲဆိုတာကောင်းကောင်းသိလောက်ပြီးလို့ထင်ပါတယ် အဲ့တော့ blue chain မျိုးမှာ hb1 နေစစ်နေလဲဆိုတော့ CEO ကရှိမရှိတန်လျာဖြစ်နေတဲ့အခြေအနေတွေမှာကျွန်တော်က hb1 ကိုစစ်ကြည့်လို့ရတယ်အဲ့တော့ hb1 ဒီတန်ဖိုးတွေရှိရဲ့ hb1 တန်ဖိုးကများသောအားဖြင့်တော့သူ့ရဲ့ normal value ကတော့5.7% 6.5%လို့ပြောကြတယ်ပေါ့နော်အဲ့တော့5.7အောက်ဆိုရင်စီးကျိုမရှိဘူးသတ်မှတ်တယ်5.7နဲ့6.5ချားဆိုရင်ဒါ pre diabetes ပေါ့နော်စီးကျိုအကျိုးဖြစ်နေပြီပေါ့နော်စီးကျိုတော့မဖြစ်သေးဘူးတကယ်လို့နေတိုင်းဆက်သွားမှုပုံစံတွေပဲပြောင်းရလို့ရှိရင်စီးကျိုပြန်ပြီးပျောက်သွားနိုင်တယ်ဒါပေမဲ့တကယ်လို့နေတိုင်းဆက်သွားမှုပုံစံတွေကဒီတိုင်းဆက်သွားမယ်ဆိုရင်စီးကျိုပြောင်းသွားနိုင်တယ်ပေါ့နော်အဲ့ဒါလေးသတိထားဖို့လိုတယ်တကယ်လို့ wifi အထက်ဆိုတော့စီချိုရှိတယ်ပေါ့နော်အဲ့လိုကျွန်တော်တို့သုံးသက်လို့ရတယ်အဲ့လိုမျိုးတန်လည်းစစ်ကြသလိုစီချိုရှိပြီးသားသူတွေကလည်း3လတချိန်6လတချိန်ပြန်ပြီးတော့စစ်ကြတယ်အဲ့တော့ဒီ pre diabetes သမားရယ်ဆိုလို့ရှိရင်ကျို့ဆို6လတချိန်တော့ပြန်စက်ခိုင်းတာရှိတယ် ပြန်ပြောက်လားမပြောက်လားပေါ့နော်တကယ်လို့စီးကျိုရှိရတဲ့လူကြီးစီးကျိုထိနေလားမထိနေလားသိဖို့ဆိုရင်တော့သုံးလလကျင်တော့ပြင်ပြင်စစ်ခမ်းပြီးတော့ဆေးကိုလူထုပူကျော်ထက်လောက်ရတယ်ပေါ့နော်လိုရလို့ရှိရင်အင်ဆူလင်ထိုးတာပါညာလောက်ရတယ်ပေါ့အဲ့တော့အဲ့လိုအချိန်ဒီမှာ HbA1c ကိုစစ်ကြပါတယ်ပေါ့နော်ခုကျန်းမာရေးပြဿနာတွေကိုဒေါက်တာယူပါနဲ့အွန်လိုင်းကနေပြီးတော့ပဲဖြစ်ဖြစ်လူကိုယ်တိုင်းစိတ်ကမ်းမှာလာရောက်ပြီးတော့ဆွေးနွေးကြတာပဲဖြစ်ဖြစ်ဖုန်းနံပါတ်3963ကို9653969ကိုအနေနဲ့ရှင်းနိုင်ရနေပြီးတော့ညနေ6နာရီအတွင်းမှာအသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင် ကဲတော့ဒီ HbA1c test ကပေါ့နော်ပုံမှန်လက်တိတ်အပ်ပေါက်တဲ့ test တက်ဆိုင်ဘာလို့အကျိုးကျေးဇူးတွေရှိလဲဆိုတော့သူက3လစီဂျိုလို့ပြောတဲ့ခါကျတော့လွန်ခဲ့တဲ့3လအတွင်းမှာရှိခဲ့တဲ့ရပ်ပေါင်း90မှာရှိခဲ့တဲ့ပြမ်းမြစီဂျိုတဲ့ပမာဏပေါ့နော်သူဂျိုတဲ့ပမာဏသူကပြတယ်ပြတဲ့အခါကျတော့စစ်တဲ့အခါမှာလည်းသူကသမင်းစားရတာဖြစ်ဖြစ်မစားရတာဖြစ်ဖြစ်ဒီတနေ့ရဲ့ကြိုက်တဲ့အချိန်မှာသူကအဖြေကပြောင်းလဲပြောင်းတာမရှိဘူးဒါပေမဲ့လက်တိတ်အပ်ပေါက်ပြီးစမ်းသပ်တာကြတော့သူကမနက်ခင်းစောစောစီးဘာမှမစားခင်မှာစင်ဟာအဖြေကတမျိုးနေ့လယ်ခင်း ကြာရင်တမျိုးပေါ့နော်။ထမင်းစားပြီး2နိုင်လောက်မှဆင်းရင်တမျိုးအဲ့လိုမျိုးပုံစံဒီမျိုးမျိုးပြောင်းပြီးတော့အပြေးရလည်းမျိုးပြောင်းတတ်တယ်ပေါ့နော်။အဲ့ဒီအခါမှာစီးချိုသွေးချိုထိနေလားမထိနေလားဆရာဝန်ကတီးဖို့အတွက်ဒီလက်ထိအပ်ပေါက်တာကိုစမ်းသပ်တဲ့အခါမှာလူနာတွေကဘလို့လှည့်ကြတယ်ဆိုတော့သူတို့နင့်ငံစားလာခဲ့တာတွေကိုသူတို့တွေကဆရာဝန်လှည့်ကျင်တယ်ဆရာဝန်စုမကမ်းကျင်တဲ့အခါကျတော့လွန်ခဲ့တဲ့2ရက်3ရက်လောက်ကစားပြီးတော့ဘာမှမစားတော့ဘူး။ရေပဲတောက်တဲ့စားစာလေးနည်းနည်းလေးပဲထမင်းဝအောင်လို့ပဲစားတဲ့အခါကျတော့တကယ်ဆရာဝန်ကြီးလက်ရောက်ကိုလက်ထိအပ်ပေါက်လိုက်တဲ့အခါမှာသူ့ရုပ်လက်ကကြာနေတော့တွေ့လိုက်ပဲမှာဆရာကျွန်မ ကျွန်တော်တော်တော်နော်ဒီမှာသွေးကြိုတက်ထိနိုင်တယ်ဆိုရင်ဆရာဝန်လှည့်သားလို့ရတာပေါ့ HVA1 စီရအလိုလှည့်သားလို့မရအောင်သူကလွန်ခဲ့တဲ့3လစီးကြိုတိုင်းတာပြောကြအောင်လို့3လလောက်အငတ်ခံတော့တမျိုးပေါ့နော်3လလောက်အငတ်ခံနိုင်တော့ခံပေါ့ဒါပေမဲ့ဒီ3ရက်လောက်မှာအငတ်ခံလိုက်ယုံနေအဲ့ဒီ result ကလုံးဝမပြောင်းမသွားဘူးအဲ့တော့ကောင်းတာကတော့သွေးကြိုစီးကြိုထိနိုင်လားမထိနိုင်လားဆိုတာကိုလက်ထိတ်အပေါက်တဲ့စစ်ဆေးမှုတွေပို့ပြီးတိတိကျကျသိရတယ်ပြီးတော့နေ့တစ်နေ့ရဲ့ကြိုက်တဲ့အချိန်မှာသွားပြီးတော့စစ်လို့ရတယ်ပေါ့နော်ဒါကသူရဲ့အသာချက်တွေဖြစ်ပါတယ်ပေါ့နော် ဲ့တော့စစ်စေးနိုင်တဲ့နည်းလမ်းတွေကျွန်တော်ဆက်ပြီးတော့ဆွေးနွေးပြီးသွားပါမယ်အဲ့တော့ဘယ်လိုစစ်ကမလဲဆိုတော့အရန်လွယ်ပါတယ်အဲ့တော့ဒီလက်ပြန်ကနေပြီးတော့သွေးပြန်ကြောကနေသူ့ကိုဆုပ်ဆုပ်ပြီးတော့တခွဲကမှသွားစစ်ပါနော်စစ်လိုက်တဲ့အခါအဖြေတန်းထွက်လာမယ်ပေါ့နော်ဘာမှအခြားရှောင်စရာဆောင်စရာလည်းမလိုဘူးဒီလက်ထိပ်အဖောက်တို့လိုမျိုးထမင်းမစားထားရင်ဒီမျိုးထမင်းစားရတယ်မျိုးလည်းမဖြစ်ဘူးပေါ့နော်အဲ့ဒါကောင်းတဲ့အချက်ပေါ့နော်နောက်တစ်ချက်က အခုနောက်ပိုင်းဆိုလို့ရှိရင်စေကန်းနေမှာတော့မှအ HPV1C test ဆစ်လို့ရတဲ့ဟာလေးတွေဆက်လေးတွေရှိနေကြရပါတော့။အဲ့တော့ကျွန်တော်တို့ကတော့အလွယ်တကူဆစ်လို့ရတဲ့ test တွေတော့ point of care test လို့ခေါ်တော့ပေါ့နော်။အဲ့တော့ကျွန်တော်တို့ရင်းနှီးအောင်ဆေးကန်းနေမှာဆိုရှင် HPV1 ဆစ်လို့မရဘူး။လက်ထိအပ်ဖောက်တာပဲဆစ်လို့ရတယ်။အခုတော့တချို့ဆေးကန်းနေမှာဆိုရင် HPV1C test ကို point of care test နဲ့လည်းဆစ်လို့ရနေပြီပေါ့။အဲ့တော့အရန်ကိုလွယ်ကူတဲ့ဆစ်စင်းလေးဖြစ်ပါတယ်ပေါ့နော်။ ကျွန်တော်ဆက်ပြီးတော့ HB1C အဖြေတွေကိုဘယ်လိုဖတ်ကြရမလဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အကြံပြန်ပြပြပေးသွားပါမယ်အဲ့တော့ပုံမှန်ကတော့ကျွန်တော်ခုနကပြောတဲ့5.7နဲ့6.5မှတ်ထားဖို့လိုတယ်ပေါ့နော်5.7 out ဆိုလို့ရှိရင်လုံးဝစီတူရောမှာမရှိဘူး အဲ့တော့5.7နဲ့6.5ကြားဆိုရင် pre diabetes ပေါ့နော်စီးကျိုအကျိုးကာလလို့သတ်မှတ်တယ်6.5အထက်ဆိုရင်စီးကျိုရှိရလို့သတ်မှတ်တယ်ပေါ့ဒါကပုံမှန်အားလုံးသိကြတဲ့ကိစ္စပေါ့ဒါပေမဲ့စီးကျိုရှိပြီးသားသူတွေမှာ HbA1c စစ်မဲ့ဆိုရင်တော့ကျွန်တော်တို့အိုက်ထက်ပို့ပြီးတော့သိဖို့လိုတယ်ဘာလို့စီးကျိုပိုဆိုးသွားသလားပိုမဆိုးသွားဘူးလားပေါ့နော်အဲ့တော့တကယ်လို့ HbA1c ကစစ်လိုက်လို့9%ကျော်သွားပြီဆိုလို့ရှိရင်တခြားအင်္ဂါတွေပါထပ်ထိနိုင်ပေါ့နော်စီးကျိုကြောင့်မလို့မျက်လုံးကွယ်တာတွေနောက်ဆက်ကြောက်ကပ်ပြက်စီးတာတွေအဲ့လိုမျိုးပေါ့နော်နောက်ဆက်တွဲအများကြီးဖြစ်လာနိုင်တယ်အာယုံရောထိကြိုက်တာတွေပေါ့နော်အဲ့တော့ 9%ကျော်ပြီဆိုတာ ਨੇ သတိထားဖို့လိုတယ်တကယ်လို့10%ကျော်သွားပြီဆိုရင်တော့အင်ဆူလင်ထိုးပြီးတော့ကုသဖို့ထိပါလိုရဲ့လို့အားလုံးသိစေချင်ပါတယ်ဗောနော်ကဲတော့ကျွန်တော်ဆက်ပြီးတော့ HP1C အပြေမှားနိုင်တဲ့အခြေအနေတွေကိုဆွေးနွေးပြသွားပါမယ်အဲ့တော့ HP1C test ကလည်းလုံးဝဒီယုံကြည်စိတ်ချရဲဆိုမဲ့လေဗောနော်လုံးဝမှန်ကန်နေရတော့မဟုတ်ဘူးသူမှားနေတဲ့အခြေအနေလည်းရှိနိုင်သေးတယ်ဗောအဲ့ဒါလေးသိဖို့လိုပါဗောနော်အဲ့တော့စီးကျုပ်သွေးရရှိတယ်ဒါပေမဲ့ဒီ HP1C test ကတော့ပုံမှန်တက်နည်းနေတယ် အဲ့ဒါဘလူးခြေနေမှာဖြစ်တတ်တယ်ဆိုရင်သွေးနှူးတွေကွဲတဲ့ယောဂါရှိနေတဲ့အခါမျိုးနောက်ပြီးတော့မွေးရပါသွေးယောဂါရှိနေတဲ့အခါပဲเนาะနောက်တစ်ခုကလက်လောသွေးသွင်းထားတာတွေလက်လောသွေးထွက်လွန်ထားတာတွေပေါ့เนาะနောက်ပြီးတော့ဒီ triglyceride လို့ခေါ်တဲ့အဆီဂျိုးတွေသွေးထဲမှာရမ်းများနေတာတွေနောက်ပြီးတော့အသေးချောင်းနေတဲ့သူတွေပေါ့နောက်တစ်ခုကတန်တက်အားစေးတွေလောက်လျှောက်တောက်ထားတဲ့သူတွေနောက်ကိုယ်ဝင်ဆောင်တွေပေါ့เนาะနောက်တော့ vitamin C တွေ vitamin E တွေအများပြားတောက်ထားတယ်ဆိုရင်အဲ့ဒါ HbA1c ကပုံမှန်ထက်နည်းနေတယ်တယ်ပေါ့เนาะအဲ HbA1c ပုံမှန်ထက်များနေတဲ့အချိန်တွေကတော့အရက်ဆွဲတာပေါ့เนาะအရက်တွေတောက်လျှောက်တောက်နေတဲ့သူတွေ နောက်တော့အဝါဓာတ်ပေါ့နော်။သွေးထဲမှာဘီလီရူဘင်လို့ခေါ်တဲ့အဝါဓာတ်တွေတအားများနေတဲ့သူတွေ။တန်ဓာတ်အားနေပြီးတော့သွေးအားနေရောဂါဖြစ်နေတဲ့သူတွေ။နောက်တစ်ချက်ကဗီတာမင် B12 ချို့တက်နေတဲ့သူတွေ။နောက်တစ်ချက်ကနာတာရှည်ကြောက်ကရောဂါဖြစ်နေတဲ့သူတွေမှာလည်း HbA1c ကပုံမှန်ထက်ပိုပြီးတော့များနေတတ်ပါတယ်ပေါ့နော်။ဒါလေးကိုလည်းသိထားဖို့လိုပါတယ်။ ကဲအဲ့တော့နောက်ဆုံးအနေနဲ့ပေါ့နော် HbA1c တက်တစ်ခုတည်းနဲ့စီးရိုရှိမရှိဆုံးဖြတ်နိုင်ပြီလားဆိုတာကိုကျွန်တော်ဖြေပြပါမယ် no ပါ HbA1c တက်တစ်ခုတည်းနဲ့စီးရိုရှိမရှိမဆုံးဖြတ်ပါဘူးကျွန်တော်တို့တော်တော်များများဒီ HbA1c ကိုကျွန်တော် screening ပုံစံမျိုးပေါ့နော်စီးရိုရှိမရှိစီးရိုအကျိုးလားမရှိတာလားရှိတာလားခံမှန်းကြည့်ပေါ့အကြမ်းမြင်ဆုံးဖြတ်တယ်ဒါပေမဲ့စီးရိုစီးတွေစတိုက်တော့မယ်ဆိုရင်ကျွန်တော်တို့ကနောက်ထပ် test စီ test ဆက်တယ်အဲ့ဒါတော့ first in blood sugar ပေါ့နော်အဲ့ဒါလည်းလက်ထိပ် effort တော့မဟုတ်ဘူးဒီ venous blood ကနေယူတာပေါ့နော်လက်ဖြန်ကျော် သိပြန်ကြောင်ယူရတာထပ်ယူရဲနောက်ချက်ကကျွန်တော်တို့က 2HP လို့လည်းကျွန်တော်တို့ပြောတယ်နောက်ချက်က oral glucocorticoid ဆိုလည်းခေါ်တယ်ပေါ့နော်တကြားရေတောက်ခိုင်းပြီးတော့တကြား75 gram တောက်ခိုင်းပြီးတော့နှစ်နာရီကြာမှပြန်ပြီးတော့သွေးကြိုတော့ပြန်စစ်တဲ့နီးပေါ့နော်ခနာကိုကအချိုတက်ကိုဘယ်လိုတုတ်ပြန်လဲဆိုတာလုတ်တဲ့နီးပေါ့နော်အဲ့ဒါတွေပုံမူတည်ပြီးတော့စမ်းသက်တဲ့အခါလုံးဝအကုန်လုံးမှာ သူကြိုစီကြိုယောဂဖြစ်တယ်လို့ပြနေမှာကျွန်တော်တို့ဈေးတွေစတိုက်တာဖြစ်ပါတယ်ပေါ့အဲ့ဒါလေးကိုကျွန်တော်ထပ်ပြီးတော့ထပ်လောင်းပြီးပြောပြပေးချင်ပါတယ်ပေါ့နော်နောက်ချက်ကဒီ HB1C test ကပေါ့နော်မွေးရပါခြားပေါ့နော်ဒီစီကြိုစီယောဂဖြစ်တဲ့အခြားယောဂကြီးရှိသေးတယ်ပေါ့နော်ကျွန်တော်တို့သိထားတာ type 1 type 2ပဲသိထားတာတကယ်တကယ်ကျတော့ type 2နောက်ထပ်အများကြီးကျန်သေးတယ် အဲ့ဒါတွေကိုတော့ဒီ HbA1c test တကူတည်းနဲ့ဆုံးဖြတ်လို့မရတဲ့အကြောင်းလဲကျွန်တော်ပြောရနေပဲကျွန်တော်ဗီဒီယိုလေးကိုညီကုန်းထုတ်လိုက်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရတဲ့လူတွေအနေနဲ့ HbA1c test အကြောင်းကိုပို့ပြီးတော့အသေးစိတ်သိသွားကြမယ်လို့ပြောလင်းပါတယ်ဒီလိုဗီဒီယိုလေးကိုအမြဲတမ်းတင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ AN channel လေးကိုအမြဲတမ်းစောင့်မျှော်အားပေးကြပါလို့ပြောရနေအားလုံးနှုတ်ဆက်ပါတယ်ကျွန်တော်ကတော့ AN channel မှာကြမ္မာရေးဘူးရယ်အမြဲတမ်းတင်ဆက်ပေးနေတဲ့ဒေါက်တာယူဘဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုကြမ်းပြတွေ့ကြမယ်နော်